ဟိုစစ်သူကမှတ်တမ်းသဘောမျိုးလေးပေါ့နော်အဲ့လိုလေးလောက်ချင်နေတဲ့အားလောက်ပေးပါအောင်ဆိုတော့โอเคဆွဲကြမယ်ဆိုပြီးတော့အဲ့ဒါပြီးတဲ့နေ့ကျတော့အဲ့စတူဒီယိုလိုက်သွားတာပေါ့နော်အဲ့ညာကိုမောင်လည်းသမီးရှင်စတူဒီယိုပိုင်ရှင်ကလည်းအဲ့ဒါလည်းမမရရပေါ့အဲ့ထဲမှာပါဝင်တဲ့လူတွေအားလုံးကအားလုံးကသမီးရှင်တွေဖြစ်နေရပေါ့ရော့ကာလာတွေပေါ့အကုန်လုံးကရော့ကာလာတွေပဲဒါမှမဟုတ်သူတို့ရဲ့ဒီဘယ်လိုပြောရမလဲ vocal tone တွေကအကုန်လုံးက ြောရမယ်ဆိုမတူဘူးဗျာကြောက်ကြောလို့ပေါ့လေယာသုံးခုဖြစ်နေတယ်လေအဲ့လိုပုံစံမျိုးဆိုအဲ့သုံးခုရဲ့ပေါင်းစပ်မှုကြီးကတော်တော်ဖိုင်ဝိုင်းတော့ထင်နေကြသူတို့ရဲ့မိသားစုသူတို့သမီးတွေရဲ့ movement လေးအကုန်ပေါင်းစားတဲ့အချိန်မှာကျွန်တော်တော့အဲ့ဟာအဲ့ဒီဆက်နေရင်ကျွန်တော်ခံစားမိရခံစားမိရဆိုတော့ကိုယ်တိုင်တော့သမီးပဲလိုချင်စိတ်ဆက်သွားသေးရမလား တို့အိမ်မတိုင်ခင်တို့အလို့တို့သုံးအောင်ပေါင်းပြီးတော့လှုပ်တဲ့ပွဲလေးရှိရဲ့လေသိရမလားအဲအဲတို့တို့အိမ်လေအိမ်မှာတို့တွေကလည်းဓာတ်တစ်ခုမိပါတယ်တင်ပါတယ်ကျွန်တော်ဆင်အဲ့ဒါပြီးတော့မှကိုစစ်သူကတို့ပြန်စဉ်းစားကြည့်တော့ဟိုဟာကိုဆိုင်ကလည်းတမီတမီတွေပဲနှစ်ယောက်မွေးထားတယ်ပြကိုညာကလည်းတမီသူကလည်းတမီဆိုတော့ဟာအဲတမီရှင်ကြီးပဲတော့သရှင်ပေါင်းလို့ကြမှာစီဖြစ်သွားတာပေါ့အဲ့ချိန်မှာကျွန်တော်ဖုန်းဆက်လာညီလေးအဲ့လိုတော့ရှိရဲ့တဲ့ဒါပေမဲ့ ဟိုဟိုလိုကြီးတော့သူတို့လည်းမရိုက်ရှင်ဘူးပေါ့နော်ဒီဖုန်းထဲမှာရှိတဲ့သူတို့သမီးလေးတွေရဲ့ဒီဘာလို့ဆိုတော့ကိုစစ်ဆိုရင်မွေးတဲ့ကသူ့သမီးကိုရိုက်ထားတာနဲတာမဟုတ်သူ့ဖုန်း story တစ်ခုလုံးကအဲ့ဟာလေးကြီးပဲလေဆိုတော့အဲ့ဒီထဲက clip တွေနဲ့ရောပြီးတော့မှငါတို့အဲ့လိုလေးမှတ်တမ်းသဘောမျိုးလေးပေါ့နော်အဲ့လိုလေးလှုပ်ချင်တယ်တဲ့အားလှုပ်ပေးပါအောင်ဆိုတော့ okay ဆွဲကြမယ်ဆိုပြီးတော့အဲ့ဒါအဲ့တီးတဲ့နေ့ကျတော့အဲ့ studio light ဝါတာပေါ့နော် macro မှာတီးကြတယ်တီးကြတဲ့အချိန်ဖြစ်ချင်းတော့လေ အဲ့ရကိုမောင်လည်းသမီးရှင်စတူဒီယိုပိုင်ရှင်ကလည်းအဲ့ဒါလည်းမမရရပေါ့အဲ့ထဲမှာပါဝင်တဲ့လူတွေအားလုံးကအားလုံးကသမီးရှင်တွေဖြစ်နေရပေါ့အဲ့ဒါလည်းကမမရရလေးပဲပြောရမလို့အာဒီလိုတော့ရှိရဲ့အဲ့တချင်းက recording လုပ်တော့ကတော့အဲ့လောက်ဒီအိတ်မှုကျွန်တော်ကတိတ်မရအောင်ဘာလို့တော့အဲ့မှာကျတော့အကုန်လုံးကဟိုဘလို့ပြောရမလဲပြောမနာဆိုမနာတွေဖြစ်နေတော့အဲ့လိုစားလိုက်နောက်လိုက်ပြောင်းလိုက်တဲ့ဆိုဒီပုံက focus ကတိတ်မရှိဘူး ဒါပေမဲ့ကိုစစ်ကတော့သူတေးဆရာဖြစ်တဲ့အတွက်ဒီထဲမှာ100%ကတော့သူ့ဟာနဲ့သူတော့ရှိပြီးသားဗျာသူ့ဟာနဲ့သူချိန်ပြီးတော့ဂျင်းနေနေတာဘာသိအောင်လားဒါပေမဲ့ကျွန်တော်ကတော့အဲ့လိုလေရိုက်ကူးလေးလှုပ်တဲ့အချိန်မှာကျတော့အရင်ဒီထဲမှာ interest ကတိတ်မရှိဘူးဒါပေမဲ့တကယ်ကျွန်တော် edit လှုပ်တဲ့အချိန်မှာကျတော့အဲ့လိုမျိုးသူတို့၃ရောင်းရဲ့ပေါင်းဆက်မှုပေါ့၃ရောင်းလုံးဝလည်းဘောကဲခါလာမတူကြအောင်လေနော်ပြီးဆိုဟန်နေလည်းမတူဘူးကိုညာဆိုရင်အဲ့လိုအော်အော်ကြီးနဲ့အဲ့လိုမျိုးသူ့ရဲ့ mood တစ်ခုရှိရပါကိုဆိုင်းဆိုလည်းအဲ့လိုမျိုးချိုးပြီးတော့မှအရင် rock color တွေပေါ့အကုန်လုံးက rock color တွေပဲဒါမှမဟုတ် သူတို့ရဲ့ဒီဘယ်လိုပြောရမလဲ vocal tone တွေကအကုန်လုံးကပြောရမလို့မတူဘူးဗျာကြောက်ကြောလို့ပေါ့လေယာသုံးခုဖြစ်နေတာလေအဲ့လိုပုံစံမျိုးဆိုတော့အဲ့၃ခုရဲ့ပေါင်းစပ်မှုကြီးကတော်တော် fine wire တော့ထင်တယ်ကျွန်တော်ထင်တော့ပြီးပြီးကြတော့ဟိုအာဘယ်လိုပြောရမလဲပြီးတော့တခြင်းထဲမှာလည်းဗျာပြောရမလို့ဒီတမီးရဲ့ဒီတမီးရှင် parking တရားရဲ့ feeling မျိုးဆိုတော့ဒါကြီးကသူတို့အရင်ထည့်ပြီးတော့အဲ့ဒါကြီးကိုလုံယူနေတဲ့ဟာမျိုးမဟုတ်တော့မှုအစ်စ်ကြီးရတာပေါ့ အာအဓိကတော့သချင်းအကြောင်းအရောင်းရင်နားထောင်တာပေါ့ဒီထဲမှာတော့ဟိုတခါတည်းလာတဲ့ကတော့ဟိုကိုစစ်ကတော့ဒီသူ့ရဲ့ guideline ကိုတော့ပြောဘူးဝါပြီပေါ့နော် guideline ပြောတဲ့အချိန်မှာကျွန်တော်ကပုံမှန် studio ထဲမှာဆိုရင်တော့ဒီနှစ်ချက်ကြီးရောက်ပြီးတော့စိုးနေတဲ့ move ပဲရိုက်ကြတာများတာပေါ့ဒီတစ်ခါတော့ဟိုလိုအဲ့လိုတည်ပြီးတော့မရိုက်တော့ဘူးလို့ကိုကအေးအေးလွတ်လပ်နေအဲ့ဒါလေးလိုက်ကောက်မယ်ပြီးကြတော့မှတောင်းတတရားလို့သချင်းစာချနေတယ်လို့မျိုးပြသိရမလားအဲ့လိုစာရွက်လေးကြီးပေါ့ပေါ့ပါပဲလို့ live ဆိုလိုက်လို့ အဲ့ဒါတွေကိုအကုန် combine ပြန်လုပ်လိုက်မယ်လို့ဘာလို့ပြောရမလဲမတိမတားနဲ့ဆိုွားတဲ့မှုမျိုးပေါ့ဗျာဒီတချင်းချက်နေရင်းနဲ့ပဲဒီချင်းကိုဆိုွားရဲဆိုတဲ့မှုမျိုးပေးကျင်တာအဲ့တော့ဟိုတကူကကြီး headphone တွေပိုင်းနဲ့တဲပြီးတော့ microphone တွေနဲ့တဲဆိုတဲ့ဟာမျိုးမဟုတ်ဘဲနဲ့ ACC natural sense လေးဒါခုမှရောက်ပြီးတော့မှချက်နေတဲ့ပုံစံမျိုးနဲ့အဲ့လိုမျိုးလေးပဲတဲပြီးရိုက်လိုက်တော့အဲ့ဟာလေးရောပြီးကျရင်တချင်းရဲ့ flow လေးရောပြီးကျရင်အဲ့လိုသူတို့ရဲ့မိသားစုသူတို့သမီးတွေရဲ့ movement လေးအကုန်ပေါင်းစားတဲ့အချိန်မှာ ျွန်တော်တော့အဲ့ဟာအဲ့ဒီဆက်နေရင်ကျွန်တော်ခံစားမိရယ်ခံစားမိရယ်ဆိုတော့ကိုယ်တိုင်တော့တမီးပဲလိုချင်စိတ်ဆက်သွားသေးရမလားဘာလို့ဆိုတော့ပေါ်တယ်ဗျာသိရမလားအဲ့ထဲမှာလေပြန်အာဆိုကြပါစို့ကိုညဆိုလိုက်တယ်ဆိုပြီးတော့မှသူနဲ့သူ့တမီးပုံကြီးတက်လာအဲ့ဆိုရင်လုံးဝပိုထိတယ်ဗျာသိရမလားသူ့တမီးကိုအနီးကပ်ကြည့်တမီးတို့လောက်ရမယ်နော်အဖေကအဲ့လိုမဟုတ်ဘူးနော်အဖေကမင်းကိုထိန်းချုပ်မဲ့လူမဟုတ်ဘူးသိရမလားအစအဖေကတမီးရှိလာရဲ့နောက်ပိုင်းမှာအဖေရဲ့အတ္တတွေအကုန်လုံးဖယ်လိုက်ပြီ။ဒါပေမဲ့ တခုခုလုံးမဲ့ဆိုရင်အန်နီယကင်းတဲ့ဟာမျိုးဆိုဖေဖေတော့မှတားမှာမဟုတ်ဘူး meaningful အရင်ဖြစ်တယ်ဗျာဒီမှာဒီကစာသားတွေရတယ်အဲ့တော့ပို့ပြီးတော့လက်သမြောက်အောင်